မင်းလာဝပြိတက်ကြီးဇာနီတယောက်ကတော့ခိုင်နှင်းဝေတယောက်ကားပေါ်တက်သွားပြီးဇာနီယာနှုတ်ဆက်ခါထွက်သွားပြီးတဲ့နောက်မှာတော့ကားတစီးဟာဇာနီနာကိုရောက်ရှိလာက ကားပေါ်မှာခင်ဝတီတယောက်ဆင်းလာကတိတိကြီးနဲ့ကားဝယ်ဖို့ချိန်ထားတဲ့ဇာနီကိုရှင်လားဆိုပြီးမေးလိုက်ပါတော့တယ်ထိုချိန်မှာတော့ဇာနီဟာကားဝယ်မယ်ဆိုတာမင်းလာအချိန်ကစောနေတော့ ကားပိုင်ရှင်ကမလာသေးဘူးခနာလေးဆောင်ဆိုပြီးဆောင်ခိုင်းပြီးဒီကားကတော့ရောင်းမလာလို့မေးလိုက်ချိန်မှာတော့ခင်ဝဒီဟာရောင်းလို့ရရင်ရောင်းမယ်ရှင်ရောင်းပေးနိုင်လားလို့မေးလိုက်ချိန်မှာတော့ပွဲသားပါဆိုမှရောင်းပေးနိုင်တယ်ပေါ့ဆိုပြီးကားကိုဟိုခေါက်ဒီခေါက်နဲ့ခေါက်ပြီးအတွင်ကန်အားဖြန့်ကြည့်ကကားကအတော်လေးတန့်နေတာပဲဆိုပြီးကားတကားပြန်ပိတ်လိုက်ချိန်မှာတော့ခင်ဝဒီဟာတကားနဲ့လက်ညက်သွားပြီးဆိုပြီးဇာနိအားရုံးတဲ့တီးတွေကျွေးပါတော့တယ် ထိုချိန်မှာပဲဇာနီဟာတကားညက်တာဆိုတော့အတော်နာမှာပဲဆိုပြီးလက်ကိုကင်ကအာငွေ့ပေးလိုက်ချိန်မှာတော့ခင်ဝီတယောက်လှုပ်ပြီးကျေနပ်နေခဲ့တာလည်းဖြစ်ပါတယ်။နောက်ခန်းမှာလည်းအိမ်ပေါ်မှာခလေးတွေစူညံနေတာကြောင့်အိမ်မရဖြစ်လို့ကြော်ထအောင်တယောက်အောက်ကိုဆင်းလာချိန်မှာတော့အေးမြမှုတယောက်ကြော်ထအောင်ရေချိုးဖို့အတွက်ရေချိုးကန်းလှုပ်ပေးနေတာကိုကြော်ထအောင်တယောက်မြင်တွေ့ချိန်မှာပဲဘာလုပ်နေတာလဲလို့မေးလိုက်ချိန်မှာတော့အကို့အတွက်ရေချိုးကန်းလှုပ်ပေးတာလို့အေးမြမှုတယောက်ပြန်ပြောလိုက်ပါတယ်။ ကျော်တာဟောမလုံနဲ့ထားလိုက်ရတယ်လို့ပြောပေမဲ့လည်းထပ်မလုံပဲပစ္စည်းတွေပုံထားရင်အတော်ကပြောလိမ့်မယ်ဆိုပြီးအေးမြမှုတယောက်ဆက်ပြီးလုံနေတော့တာလည်းဖြစ်ပါရယ်နောက်ခမ်းမှာတော့ဝဝအောင်ဟာအောင်စီတယောက်ကူးလောက်ဆိုရင်ဆင်းရဲတဲ့တံကိုအတော်လေးခံနေရပြီပေါ့ဒါပေမဲ့လည်းအောင်စီကဒီရဲ့တူဦးတီတော့တားဖြစ်တယ်တူတာလိမ့်မှာရင်ခွေးရည်တွေထပ်ပေးခြင်းနဲ့ဘာညာနဲ့ဒေါ်တစ္ဆာအားပြောဆိုပြီးနောက်နှစ်ရက်သုံးရက်နေရင်အောင်စီနဲ့တွားတွေ့ကြဖို့ဝဝအောင်တယောက်ဒေါ်တစ္ဆာအားပြောလိုက်ပြီလေဖြစ်ပါရယ်ခင်ဗျာ